မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်သတင်းလေးကိုတင်ဆက်ပေးပါမယ်စကိုင်းငလင်ကြီးအတွက်ပြန်ပြီးဆက်အမယ်စကောင်းစီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စကိုင်းငလင်ကြီးကြောင့်အဖို့တန်လူအသက်ပေါင်းများစွာထိဆုံးခဲ့ရတာကိုတွေးမိလိုက်တိုင်းကျွန်တော်စိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်နှစ်ခုဖြစ်ပေါ်လာတဲ့ဝန်နေကြည်ကွဲမှုနဲ့ဒေါသတို့ပေါင်း ငလင်ကြီးမတိုင်ခင်ကတည်းကအာနာလူစစ်အုပ်စုပြီးကြောင့်ဗတ်ပေါင်းဆောင်ချက်တဲ့အနေနဲ့ပြည်သူတွေကငလင်ကြီးမှာပြည်သူထောင်ပေါင်းများစွာတည်ဆောင်ခဲ့ရတဲ့လို့ရုပ်ဝတ္ထုဆုံးရှုံးပျက်စီးမှုကလည်းကြီးမားလွန်းတဲ့အတွက်ဝန်နေကြေကွင်ရပါတယ်။တချိန်တည်းမှာအရင်အစိုးရရင်းအထူးသဖြင့်ရွှေကောက်ခန့်ရှက်သားအစိုးရပညာရှင်တွေကမြင်းငလင်ကျိုတင်ကာကွယ်ရေးအတွက်လုပ်ခဲ့တာတွေအားလုံးကိုမင်းရောင်နိုင်ဦးဆောင်တဲ့စစ်အုပ်စုကဖျက်ဆီးပစ်တာကြောင့်အဖိုးတန်လူအသက်တွေအများကြီးဆုံးရှုံးခဲ့ရလို့အာနာသိန်းစစ်ကောင်စီပေါ်အမျက်တော်သာထပ်တာပေါ့။တိုက်အောက်တွေမှာပြိမိနေတဲ့ပြည် သူတွေကိုအချိန်မီကယ်ထုတ်ဖို့စစ်ကောင်စီကစိတ်ဝင်စားပြီးဘုံကျဲဖို့နဲ့ငလင်ပင်းကိုနိုင်ငံရေးအမြတ်ထုတ်ဖို့အတွက်ပင်အလင်းမြန်အားထုတ်ခဲ့တာပါဒါအကြောင်းမတည်တည်မဲ့ပြည်သူတွေအများကြီးထပ်မံတည်ဆောင်းရတာကဘလို့မှခွင့်လွှတ်ပေးလို့မရတဲ့ရာဆွေးမှုကြီးပါဒါဟာ2000နာခင်မုံတိုင်းကြီးဝင်ရောက်ပြီးစစ်အာဏာရှင်ပို့ချုပ်မှုကြီးတန်ရွှေကနိုင်ငံတကာအကူအညီတွေကိုချက်ချင်းဝင်ရောက်ခွင့်မပေးလို့မုံတိုင်းတင့်ပြည်သူတွေအရေးပေါ်အကူအညီအချိန်မီမရပဲတည်တာနဲ့တော့ခက်ဆင်ဆင်ရဲပါတိုင်းအောက်မှာရပ်ပေါင်းများစွာပိတ်မိနေရင်ကယ်ပေးဖို့တစားစာ အောင်ဟင်အကူညီတောင်းနေရင်အချိန်မီမကယ်နိုင်လို့တည်ဆောင်းရတဲ့သူတွေအဖြစ်ကကျွန်တော်တို့အားလုံးကိုရှင်ကွဲပက်လက်ဖြစ်အောင်နာကျင်စေပါတယ်စစ်တပ်သားအာဏာမသိမ်းခင်ရင်ပြည်သူကိုတံပိုးထားတဲ့အရသာအစိုးရရီလက်ထက်မှာဆိုရင်ဒီငလင်ကြီးလောက်ခန့်ရင်လည်းပြည်သူတွေအခုလောက်တည်ကြည်ပြည့်စည်ကြရမှာမဟုတ်ပါဘူးအဖိုးတန်လူအသက်တွေကိုအများကြီးကယ်တင်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒီအတွက်လည်းခိုင်မာတဲ့အချက်လက်တွေရှိပါတယ်စကိုင်းငလင်ကျော်ပေါ်မှာဖင်ခုထိုင်ထားတဲ့မြန်မာနိုင်ငံမှာအခုလိုငလင်ကြီးတွေလုံမယ်ဆိုတော့ငလင်ပညာရှင်တွေပူမိပညာရှင်တွေအင်ဂျင်နီယာတွေက ကြိုတင်တွက်ဆထားခဲ့ကြပါတယ်။ဒါကြောင့်လည်းဆယ်စုနှစ်ပေါင်းများစွာကလေးကအကြိမ်ကြိမ်တတိပီးခဲ့ပါတယ်။သကိုင်းပြည်ကြီးကိုစတင်တွေ့ရှိခဲ့တဲ့ဒေါက်တာဝင်းစွေလည်းတတိပီးခဲ့ပါတယ်။ ညီငံလင်းကော်မတီဝင်ကိုစတင်တည်ထောင်ခဲ့သူတွေကတအုပ်ဖြစ်တဲ့ဦးတန်းမြင့်လည်းတတိပေးခဲ့ပါတယ်ထင်ရှားလာတဲ့မိုးလေဝသပညာရှင်ဒေါက်တာထွန်းတွင်လည်းတတိပေးခဲ့ပါတယ်အခုနောက်ဆုံး2025မတ်လဆန်းမှာပဲညီငံလင်းပညာရှင်စိုးသူရာထွန်းကလည်းသကိုင်းပြည့်ရီတခြားအနာဂတ်မှာတုံလာမယ့်ညီငံလင်းကြီးအတွက်တတိပေးခဲ့ကြပြောခဲ့ကြပါတယ်ပညာရှင်တွေရဲ့အကြံပြုချက်တွေကိုစင်အာနာရှင်တွေကတော့အလေးမထားပါဘူးဒါကို2008ခုနှစ်မှာကြုံခဲ့တဲ့နာဂတ်ဆိုင်ကလုံးမုန်တိုင်းနဲ့အခုသကိုင်းငလင်းကြီးတို့ကပို့ပြီးထင်ရှားစေခဲ့ပါတယ် 2015ရွှေကောက်ပွဲနိုင်ရွှေကောက်ခန်းအရသာအစိုးရလက်ထက်မှာတော့ပညာရှင်တွေရဲ့အကြံပြုချက်တွေကိုတန်ဖိုးထားခဲ့ပါတယ်။ဒါကြောင့်အရသာအစိုးရလက်ထက်မှာအမျိုးသားစဉ်ငလင်ပင်းအနေနဲ့ဂျူတင်ပြင်ဆင်ရေးနဲ့တုံ့ပြန်ရေးစီမံချက်ကို2018ခုနှစ်ကစတင်ရေးဆွဲပြုစုပြီး2019မှာမူဝါဒထုတ်ပြန်ခဲ့ပါတယ်။မြင်းငလင်ပင်းကြီးကျုံလာရင်အဖိုးတန်လူအသက်တွေပြည့်စည်ဆုံးရှုံးမှုနဲ့ပါအောင်ဘလို့တုံ့ပြန်မလဲဘလို့ပညာပေးမလဲဘလို့ဂျူတင်လေ့ကျင့်မလဲစတာတွေအသေးစိတ်ပါဝင်ပါတယ်။ငလင်ကြီးလှုပ်ပြီးရင်ပထမဦးဆုံး20 က်24နာရီဘလို့အသက်တွေကဲမလဲပထမဆုံး82နာရီဘလို့လုံမလဲပထမဆုံး9ရက်ကိုဘလို့တုံပြန်မလဲပြည်သူအသက်တွေကဲတင်မလဲဆိုတာအသေးစိတ်ပါဝင်ပါတယ်ပြီးတော့ဒါရီဟာဆောင်ရွက်ပေါ်ကစီမံချက်တွေမဟုတ်ပဲလက်တွေ့ဇက်တိုင်နေချင်တာပြည်သူတွေကိုပညာပေးတဲ့အဆင့်ထိရောက်ခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်ဆောင်နေအာဏာသိမ်းပြီးတဲ့နောက်မှာနိုင်ငံနဲ့ပြည်သူကာကွယ်မဲ့အစီအမံတွေအရင်မြစ်တွေမှာအမိုက်ပုံနေရောက်ကုန်မှာတော့ဒါပြင်ရွှေကောက်ခန်းရှက်သားအစိုးရကတဘာဝ BNN ရဲ့ကာကွယ်ရေးအတွက်တမိုင်းတရှာပထမဆုံးချိန်ခင်မီကေစိန် ယဟန်ယင်တစည်းဝဲပေးခဲ့ပါတယ်။တဘာဝပြီးအရေးပေါ်ကင်းစင်ယဟန်ယင်ကိုစေအောင်စုကနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကိုအဂတိလိုက်စာမှုပုံမှန်တက်ပြီးတရားစွဲဖို့အသံပြုခဲ့ပါတယ်။ပြည်သူအတွက်ဝယ်ထားတဲ့ယဟန်ယင်ကိုစေအောင်စုကသိမ်းယူသွားပါတယ်။2024စက်တင်ဘာလမှာရှိကြီးတော့ကရောအခုသခိုင်းကလင်ဘေးမှာရောအဲ့ဒီယဟန်ယင်ကပုံမလာပဲပြောက်ကွယ်သွားပါတယ်။ အလားတူအရတအစိုးရဟာတဘာဝ BN ကြိုတင်ကာကွယ်ရေးအတွက်အရေးပေါ်ရန်ပုံငွေ7ဘီလီယံ400ကျော်ရတာခဲ့ပါတယ်။စစ်ကောင်စီကဒီငွေတွေကကြံငွေတွေအလုံးကိုတင်ယူပြီးစစ်တပ်နဲ့နှိစက်တဲ့လုပ်ငန်းရှင်တွေတိုင်းနှစ်ပြည်နယ်ကစစ်ကောင်စီအဖွဲ့ဝင်တွေကိုခွဲဝေပေးခဲ့ပါတယ်။အခုငလင်ကြီးကျုံတဲ့အခါစစ်ကောင်စီကကယ်ဆယ်ရေးစနစ်တကြားမလုပ်ဘဲနိုင်ငံတကာနဲ့ခရိုနီတွေစီကအကူအညီတောင်းခံတာကိုအရင်ဆုံးလုပ်ခဲ့ပါတယ်။တကယ်တော့နိုင်ငံတကာကိုအကူအညီတောင်းခဲ့တာကလည်းနေပြည်တော်ပြည်စည်းလွန်လာရင်အာဏာလုထားပြီးပြည်သူကိုနှိစင်တက်နေတဲ့အတွက် နိုင်ငံတကာရဲ့ဖိတ်ကျင်ခံထားရမုံငလင်းအကြောင်းပြုနိုင်ငံတကာရဲ့အတိမတ်ပြုမှုရကျင်နိုင်ရင်အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ပို့ဆိုးတာကတော့ရေးပြီးမှရောငလင်းပြီးမှပါစစ်တပ်ရင်ရဟန်ရင်လီရင်တွေကိုအသုံးပြုပြီးပြည်သူအသက်ကယ်တာဟန်ဆောင်ပတ်ဆောင်တောင်တစ်ချိန်မှမရှိခဲ့ပါဘူး။အဲ့ဒီအစားငလင်းလုတ်ပြီးမိနစ်ပိုင်းတွင်မှပဲရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုကိုပုံကျင်းသွားပါတယ်။စကိုင်းတိုင်းချောင်းဦးကိုပုံကျင်းပါတယ်။နိုင်ငံတကာကေဆိန်ဖွဲ့ရင်၊ကုညီဖွဲ့ရင်လာရောက်ချိန်မှလည်းအဲ့ဒီဖွဲ့ရင်ကအသက်ကယ်တဲ့အလုပ်တွေလုပ်ငါတို့ပုံပတ်ကျင်းမယ်လို့ပြောထားတယ် ထင်ရအောင်စစ်တပ်ကကင်းစည်မှဘာမှမလုပ်ဘဲနိုင်ငံတဝန်းဖုံးပဲပကြဲပါတော့တယ်အရသာအစိုးရတွေလက်ထက်မှာဆိုရင်ရောတလောက်ဖြားအပြင်းနဲ့ငလင်လုံရင်ပြည်သူတွေတည်ကြည်ပျက်စီးမှာပဲမလားလို့အမေးရှိနိုင်ပါတယ်ဒီလောက်အာကြီးရဲ့မြင်းငလင်လုံရင်ပြည်သူတွေတည်ကြည်ပျက်စီးမှာမှန်ပြီးမယ်အခုလောက်တိဆုံပျက်စီးမှုဆုံးရှုံးမှုမများနိုင်ပါဘူးရွှေကောက်ခံအရသာအစိုးရကကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းကြိုတင်ကာကွယ်ရေးလုပ်ခဲ့ရင်ငလင်ဘေးကြုံချင်းတုံ့ပြန်ရမယ်အစ်စ်တွေအတိုင်းစနစ်တကျလုပ်ခဲ့မယ်ဆိုရင်တိုက်အောက်တွေမှာပြိမိနေတဲ့ပြည်သူတွေအများကြီးကိုကယ်ထုတ်ထားနိုင်ခဲ့မှာ မှာဖြစ်ပါတယ်။ရေကောက်ခံအစိုးရဖြစ်တာမို့နိုင်ငံတကာအကူအညီတွေလည်းမြင်မြန်ဆန်းဆန်းနဲ့ပို့ရမှာဖြစ်ပါတယ်။ပို့ရေးကြည့်တာကအရေးပေါ်ကေဆိုင်လုပ်ငန်းတွေကိုပြည်သူတွေကရောအယက်သားအစိုးရကပါအခုထပ်ပို့ပြီးမြင်မြန်ဆန်းဆန်းတီရောက်ရောက်အများကြီးလုံနိုင်ခဲ့မှာတည်ကြပါတယ်။ဒါကို2020ကမ္ဘာကံရောဂါကိုဗစ်နဲ့ရင်ဆိုင်ရချိန်မှာပြည်သူနဲ့အစိုးရတို့ကအကောင်းဆုံးမှတ်တမ်းတွေစိုက်ပြခဲ့ပြီးဖြစ်ပါတယ်။မြင်းကလေးတွေဟာဘယ်တော့လုံမလဲဆိုတာအတိအကျခံမှန်းပြောလို့မဖြစ်နိုင်သလိုမြင်းကလေးမလုံအောင်လဲဘယ်နည်းပညာနဲ့မှမတားဆီးနိုင်သေး ပါဘူးဒါပေမဲ့ငလင်လုံရင်တည်ဆုံထိခိုက်ပျက်စီးမှုတွေကိုလျှော့ပါအောင်ကြိုတင်ကာကွယ်လို့ရပါတယ်စေအုပ်စုကတော့မြင်းငလင်ကြိုတင်ကာကွယ်ရေးဆိုတာအာဏာလုထားတဲ့လေးနှစ်အတွင်းဘယ်တော့မှစဉ်းစားခဲ့ပုံမရပါဘူးကြိုတင်ကာကွယ်ရေးကတော့ဗလာနတ်တီပါဒါကြောင့်လေနေပြီးတော့အပါဝင်မန္တလေးစကိုင်းစားတဲ့မြို့တွေငလင်တန်းအကြီးအကျယ်ခံလိုက်ရချိန်မှာစစ်ကောင်စီကပါမမလုတ်တတ်တော့ပါဘူးဒီချိန်အာဏာသိမ်းကောင်းဆောင်လုတ်တတ်တာကတော့ကြောက်စင်မြို့မှာငလင်ကျောင်းဖြူချလူနီနီကြောက်တုံးကြီးကိုမိုင်းခွဲပြီးဖြူမချပဲကွန်ကရစ်ပီးလက်မြေလောင်းပြီးထားရမယ်ဆို တဲ့အကြံဉာဏ်မျိုးတွေလှုပ်တတ်တာပဲဖြစ်ပါတယ်။ အာနာလူကောင်းဆောင်ရဲ့ပြည်သူတွေရဲ့အသက်တန်ဖိုးမထားပဲရွှေချထားတဲ့ကြောက်တုံးကြီးကိုပို့တန်ဖိုးထားနေတာကြောင့်ဒေသခံတွေကတော့ကြောက်တုံးကြီးပြူကြမယ်ပြီးဆိုရင်တော့ကရီများနေကြပြီဖြစ်ပါတယ်။ဒါအပြင်တောင်ကြီးမြို့ကိုပိသားစုလိုက်ပြေးပြီးရွှေဖုံးဖွင့်စီတွေကိုထိတင်ပြီးရတရာချီတာမျိုးမှာတော့မင်းအောင်လိုင်ကခြေသွက်လက်သွက်ရှိပါတယ်။ဒါကြောင့်မင်းအောင်လိုင်ကစကိုင်းကလင်ကြီးမှာတိုင်းပြည်ကိုအထင်နာအောင်ကြိုတင်လှုပ်ကြံနေတဲ့ရခိုင်ဖြစ်ပါတယ်။တိုင်းအောင်မှာပြည်မိနေတဲ့ပြည်သူတွေအချိန်မီကဲမထုံနိုင်လို့တည်ပြီးမှငလင်တဲ့ဒေသတွေကိုဟန်ရေးပြဖို့ရှောက် ွားနေုံနဲ့လူစွမ်းကောင်းလုပ်မရပါဘူးတလောင်းနဲ့တဘာဝဘင်းအတွက်ကြိုတင်ကာကွယ်အစီအစဉ်တွေကိုဖျက်ဆီးခဲ့ပြီးတိုင်းပြည်ကိုခံအားနည်းအောင်လုပ်ခဲ့တဲ့အဓိကတရက်ခံကိုခွင့်လွှတ်ပေးလို့မရပါဘူးအခက်ခဲမျိုးစုံကြကအချင်းချင်းရှိုင်းပင်ကူညီခဲ့ကြတဲ့ပြည်သူတွေရဲ့စေတနာမြတ်တာနဲ့စာနာမှုစကိုင်းငလင်ကြီးမှာအထူးကြည်ကျူးစရာပါဒါပြင်အရေးပေါ်အကူအညီနဲ့ပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကအကူအညီပေးတာတွေအတွက်ကျေးဇူးတင်စရာကောင်းလာပါတယ်ဒါပေမဲ့တကယ်စိန်ခေါ်မှုတွေကတရှိမှလာတော့မှာပါစကိုင်းငလင်ကြီးကြောင့်ပြည်စီဆုံးရှုံးမှုပ မာဏဟာအလွန်ကြီးမားလွန်းလာပါတယ်အာနာသိန်းစင်အုပ်စုကြောင့်တိုင်းပြည်စည်းဝါပြန့်နေတယ်လို့ပြည်သူများစုဟာနေစဉ်အသက်ရှင်ရေးအတွက်တောင်းမင်းရှုံးကန်နေရတဲ့အခြေအနေမျိုးမှာပြန်လည်ထူထောင်ရေးကိုဘယ်လိုလုပ်ကြမလဲတလောင်းအခက်တိလိုက်စားပြီးပြည်သူကိုတန်ဖိုးမထားတဲ့စင်အုပ်စုလက်အောက်မှာဘယ်လိုပြန်လည်ထူထောင်ရေးလုပ်ကြမလဲဆိုတာအဓိကစိန်ခေါ်မှုဖြစ်လာပါတယ်ဒီအတွက်ကျွန်တော်ရဲ့အမြင်ကတော့ရှင်းပါတယ်နိုင်ငံတကာကဘလောက်အကူအညီတွေပေးပြီးအခုစစ်ကောင်စီရှိနေတမျှပြန်လည်ထူထောင်ရေးကောင်းကောင်းမလုပ်နိုင်ဘူးလို့ယုံကြည်ပါတယ်ပြန်လည်ထူထောင်ရေးတိတိယောက်ယောက်လုပ်ဆောင်နိုင်ပြီး ပြည်သူတွေဘဝအရင်ကလိုပုံမှန်ပြန်ဖြစ်ဖို့ဆိုရင်တော့စစ်အုပ်စုပြုတ်သွားမှာပဲဖြစ်မှာပါ။ဘာကြောင့်လဲဆိုရင်ပြည်နိုင်ငံကဘယ်အဖွဲ့အစည်းတွေကပဲလာကူကူကုသမြအကူအညီအလုံးဟာ ပြည်သူတွေစီအနည်းငယ်ပဲရောက်မှာဖြစ်ပါတယ်စစ်ကောင်စီစီစစ်ကောင်စီနဲ့ဆက်ဆက်သူတွေစီသာအကူအညီတွေအများဆုံးစီစဉ်သွားမှာပါဒါကို2008နာကင်ဆိုင်ကလုံးမုံတိုင်းပြန်လဲထူထောင်ရေးကာလမှာလေကျွန်တော်တို့အားလုံးတွေ့မြင်ရပြီးဖြစ်ပါတယ်အခုအချိန်ကြီးကတော့နာကင်တက်တောင်ပို့ဆိုးပါတယ်နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေပြင်နိုင်ငံဧရိယာရဲ့ထက်ဝက်ကျော်ဆုံးရှုံးထားရတာမျိုးစစ်ကောင်စီဟာငွေရပေါက်တွေအရင်လောက်မရှိတော့ပါဘူးတစ်ချိန်တည်းမှာအာဏာလက်မလွတ်ရဖို့စေအုပ်စုကလီယင်စီနဲ့လက်နက်ခဲယမ်းတွေဝယ်ဖို့စစ်တိုက်ဖို့ဒေါ်လာနဲ့နိုင်ငံခြားငွေတွေအငွေ မ်းမီယာလိုအပ်နေချိန်မှာနိုင်ငံတကာစစ်ကောင်စီကိုတိုက်ရိုက်ပြီးမြေအကူအညီဆိုတာတွေကစင်ပစက်နှံပတ်တယ်လို့ပဲဖြစ်နေမှာဖြစ်ပါတယ်ဒီအချက်ကိုနိုင်ငံတကာကလည်းရှင်းရှင်းသိဖို့အရေးကြီးပါတယ်ဒါကြောင့်စကိုင်းငလင်ကြီးပြီးခဲ့တဲ့တရားတွေကိုပြန်လည်ထူထောင်နိုင်ဖို့ဆိုရင်တော့စစ်ကောင်စီပြုတ်ကြအောင်အရင်အားစိုက်ကြိုးပမ်းရမယ်နီလန်တကူသားရှိပါတယ်စစ်အာဏာရှင်ကိုဖြုတ်ချနိုင်ပြီဆိုရင်တော့ပြည်သူတွေရဲ့စုပေါင်းအားနဲ့မြေငလင်ပြန်လည်ထူထောင်ရေးအပါအဝင်အနာဂတ်မှာတုံလာမင်းစိန်ခေါ်မှုတွေကိုရှင်းဆိုင်ဖြတ်ကျော်နိုင်မယ်လို့ရှုံချီကြောင်းရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်